ီပါတီတွေကဘလို့အရေးချင်းရှိလို့ပါတီအားလုံးအောင်ကျွန်တော်တင်မေးတာ right ပါတီအားလုံးအောင်ဘလို့အရေးချင်းရှိလို့နောက် UEC ကရောဒီတိုင်းဒီတကီလုံးကိုတို့ဟာတို့တို့ဘုံဘုံနဲ့တို့ခြုံမစမ်းသနိုင်ပြီလို့ UEC ကကိုကိုဟာမခံနေလို့အခုတို့မဟာသီးကသူများပေးတဲ့တည်နေနဲ့တက်ရောက်ကားလုတ်ပြီးတော့အားချောင်းနေအောင်မဟုတ်ဘူး online အားချောင်းနေနော်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ရွေးကောက်ပွဲဝင်ပြိုင်ပြီးအမတ်တွေလည်းအရေးချင်းမရှိသလိုစစ်ကော်မရှင်ရဲ့ UEC လည်းဘာဆောက်စစ်မှမရှိဟုကြော်မျိုးမင်းပြောလာပြီး ကြုံမျိုးမင်းအားမချောင်ဘူးမပူတူဆုံးမလိုက်တဲ့ရုပ်တံတွေပါတင်ဆက်ပေးလိုက်ပါတယ်ဒီပါတီတွေကဘလို့အရေးချင်းရှိလို့ပါတီအားလုံးကကျွန်တော်တင်မေးတာ right ပါတီအားလုံးကဘလို့အရေးချင်းရှိလို့တော့ UEC ကရောဒီတိုင်းဒီတကီလုံးကိုတို့ဟာတို့တို့အောင်းနဲ့တို့ခြုံကိုစဉ်းစားနိုင်ပြီလို့ UEC ကကိုကိုကအားမခံနိုင်လို့အဲတိတ်တော့တကယ်ဒီကောင်မရရလို့ပြောတယ်တဲ့ပဲမေးတာကတော့တကယ်ပါလားခင်ဗျာတို့ရရဆိုလုပ်ကြည့်ပေါ့ခင်ဗျာတို့လုပ်ကြည့်ဘာမှအကုန်လုံးကဘာလဲဆိုတော့ကိုထင်အားကိုဆိုင်ကိုလို့ထင်အားကိုလျှောက်လို့ခင်ဗျာ နေပူဇော်စီဝါတွေပဲခေါင်းဆိုင်တက်တယ်ပြီးလုပ်နေကြတယ်လူကြီးပဲဘယ်ကောင်းမှနိုင်ပြည်နဲ့တော့ကြည့်ကြရဆိုခါရှာရှာပဲအဲကြောင့်နိုင်ငံပါတီဒီပါတီတွေအကုန်လုံးကျွန်တော်အယုံကြည်မရှိဘူးအကုန်လုံးတဘိုးတမဲကိုထူကိုရကိုလို့ချာကိုချောက်လုပ်နေကြတာကြီးပဲအလကားဝါတွေပဲဆိုတော့ကျွန်တော်ကတော့အဲကြောင့်ပါတီတွေအယုံကြည်မရှိပြီးတော့နိုင်ငံပါတီဥက္ကဋ္ဌတွေဟုတ်လားနိုင်ငံပါတီရဲ့မှာကိုယ်စားလုံးမဲ့သူတွေဒီစ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 ီအဲလူတွေကတကယ်ရောခင်ဗျားတို့နိုင်ငံရေးနဲ့ပတ်သက်လို့နိုင်ငံတကာကတိဆောက်မှုနဲ့ပတ်သက်လို့ မှုစိတ်စေတနာအကုန်လုံးအစင်းသိဖြစ်ပြီလားဘယ်စာဘယ်စာမျိုးဘက်မှာဖြေထားတာလဲခင်ဗျာတို့ကျော်ကြီးဖြုတ်ပြီဘယ်အောင်စာဘက်ဖြေထားပြီပြကြည့်ပါဦးခင်ဗျားတို့ဘယ်တန်းတန်းနေဘယ်စာဘက်ပြီလို့ဘယ်နေရာနေခင်ဗျားတို့တိမှတ်ပြုတ်ပြီလေဆိုင်ကားသမားမနက်ဖြန်မနက်ဖြန်အဲ့ပါတီဟိုလိုက်သွတ်တော်မှဖြစ်ရင်ဖြစ်သွားနေတယ်ခင်ကြီးမှာခင်ဗျားတို့ကဘယ်ဟာနဲ့တော့ဖြတ်မှာနိုင်ငံရေးပါတီနိုင်ငံရေးပါတီအရာလားအရာလို့ခင်ဗျားနိုင်ငံရေးပါတီဒီတိုက်မှာအကုန်အခွင့်အူကနိုင်ငံရေးပါတီဆိုခွင့်အူကသူပညာရှင်ဆိုအခွင့်အူကအစိုးရဆိုခွင့်အူခွင့်အူကစဉ်းစားကြည့်နော်ဗိုလ်ချုပ်သားသမီးဆိုခွင့်အူက စစ်စစ်တပ်ဗိုလ်ချုပ်တွေသာသမီခွန်တုကန်ဟာအစိုးရဝန်ကြီးသာသမီခွန်တုကန်မီဒီယာတွေညောင်းနေမှာဒီတိုင်းပြပါဖြစ်နေတာနော်ကျွန်တော်ဒဲ့ပြောနေတာခင်ဗျားတို့အားလုံးဒဲ့ပြောနေတာအဲ့ကြောင့်ခင်ဗျားပြည်သူတို့မလေးစားတဲ့အစိုးရပြုတ်ကိုကြတယ်ဆိုတာမှန်တယ်ပြည်သူတို့မလေးစားတဲ့အစိုးရပြည်သူလည်းဘာမှမလေးစားဘူးပြည်သူတို့မလေးစားတဲ့အဖွဲ့အစည်းပြည်သူလည်းမလေးစားဘူးရှင်းတယ်အဲသူမလေးမှမလေးစားတာဘာလို့လေးစားမလဲပါတီတွေဟာအစ်တန်းရှိရလားဆိုတော့မေးခွန်းငါတို့မဲထက်ရတော့တဲ့အစ်တန်းမျိုးဒီကောင်တွေမှာရှိနေလို့လားဆိုတော့မေးခွန်း ခါခုတွေကပြည်သူလူကမေးခွန်းထုတ်ထားတော့အဲ့ဒါခမရတို့အတွက်ကိုကာကွယ်ပေးဖို့မရှိဘူးတိကျကာကွယ်ပေးဘူးခမရတို့လည်းကာကွယ်ပေးဘူးနိုင်ငံလည်းနိုင်ငံကိုလည်းသူတို့ကနိုင်ငံချစ်အောင်လည်းမသိဘူးနိုင်ငံကိုလည်းကာကွယ်ကာကွယ်မသိဘူးချစ်အောင်လည်းမသိဘူးခမရတို့လည်းမကာကွယ်ပေးဘူးသူတို့ကိုသူတို့လည်းဘာကောင်းနေမှမသိဘူးခုချိန်ထိလည်းဘယ်ကောင်းဘာကောင်းမှခုချိန်သူတို့ပါသွားသူတို့ရဲ့ဟိုမပြတ်ဆောင်ပြနိုင်တာအဲ့လိုနိုင်ငံရေးသမားတွေကိုကျွန်တော်တို့ကမဲပေးရမှာလားဆိုတော့မေးခွန်းခမရတို့စဉ်းစားဖို့ညှိလို့လားအဲ့ကျွန်တော်မဲပေးတော့ပေးရမယ်ဒါပေမဲ့ပေါ်လို့ပေးစားနိုင်ငံရေးသမားတွေကိုကျွန်တော်တို့မဲပေးမိရင်ကျွန်တော်တို့ နောက်တစ်ခေါက်စဉ်းစားရအောင်ငါးနှစ်လောက်စဉ်းစားရအောင်အဲ့စိတ်မစင်းရအောင်ဂုရရနိုင်ငံရေးပါတီလူတေချာလေးလာဆန်းစစ်ပါကျွန်တော်ကအနာနီလာလေးလေးဘယ်ပါတီအဖြစ်တော့ကျွန်တော်တွေ့ပါပါတီတစ်ခုချင်းနာမည်တိုက်ဖို့ကျွန်တော်ကောင်းကောင်းပြန်ပါအဲ့ပါတီနဲ့ကျွန်တော်တိကျတွေ့ပါရွေးကောက်ဝဲနီလာလေးတွေ့ပြီပါတီဒီအဲ့ပါတီကဘယ်ကိုယ်စားလှယ်လောင်းဘယ်ပါတီအဲ့မင်းမပေးဘူးကျွန်တော်ကျွန်တော်မပေးဘူးဆိုတာကိုကျွန်တော်ပြောမှာသူများကိုခဏတော့ပြည်သူလူမပြောဘူးဘယ်ပါတီကိုလဲကျွန်တော်လုံးဝမမပေးဘူးဘယ်ပါတီကျွန်တော်လုံးဝတောင်းထောက်ခံမအောင်ဘူးအဲ့လိုကျွန်တော်နာမည်တိုက်ပြီးတော့ကျွန်တော်တွေ့ပါအားကြီးအနေနဲ့နားနေလိုက်ပါတီကို တကယ်ပြောတာကျွန်တော်ကြိုးပြောတာကုရေခရိုက်နိုင်ငံပါတီဓမ္မနိုင်ငံသမားတွေဟိုကြည်တာပါပဲကျွန်တော်မြို့နယ်ကျွန်တော်နေတဲ့မြို့နယ်မှာသာမဲကြွေးမဲ့ပါတီကိုကကိုကြိုးစားပြင်ထားကြပြီခင်ဗျားတို့တကယ်ပြောတာကျွန်တော်ကြည်မင်္ဂလာပါကိုရည်သွေးပြီးခုံလာစားတာနော်ဒီနေ့25 17လပိုင်း9ရက်နေ့ချင်းပြည်ဖလန်းမြို့နယ်ဝေဘူးလာမြို့ကိုမြမတပ်မတော်ကပြန်လဲထိချုပ်ပြီးနိုင်ငံတော်လန်လွှင့်ထူထားပြီးအောက်စီအောင်ပေါင်းနဲ့အောက်လန်လွှင့်ထူထိုင်းပြီးဖြစ်ပါတယ် မချိုပြောခဲ့တယ်လေကျမမကုတုမဟာသွေးကြိုးပြီးသုံးသပ်ခဲ့တယ်2025ဆယ်လပိုင်းမှာဆယ်လပိုင်းမကုန်ခင်မှာငူကိုကြောက်မဲ့တီဘောတမတော်ကပြန်ပြီးထဲချုံနိုင်လိမ့်မယ်2025 17လပိုင်းဒုတိယပတ်နဲ့တတိယပတ်မှာချင်းပြင်းနဲ့ဖလန်းမျိုးမှာတမတော်ရဲ့အောင်ပွဲတင်းနေကြရလိမ့်မယ်လို့ကျမကြိုးပြီးသုံးသပ်ခဲ့တယ်လေအချိန်တိကျနဲ့တော့အချိန်တော့မလွဲစေရဘူးလာရှိုးတော့လည်းဒီလိုပဲလာရှိုးနဲ့ပတ်သက်လို့ လူတွေအများကြီးတည်င်းနေအများကြီးပြောကြတယ်အဲ့ဒီအထဲထဲမှာမှလာရှိုးကို2025မေလမတိုင်ခင်တော့မို့မေလကုန်မှာတက်မတော်ကပြန်ပြီးထိချုံနိုင်ခဲ့မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမမဘုဒ္ဓမဟာသွေးရှိသေးတယ်အခု2025ဇတလပိုင်းမကုန်ခင်မှာတက်မတော်ဒီ နဘူးလန်ထိခိစကန်နေဆက်ကုံသွယ်ရေခိပြန်ပြီးလည်ပတ်နိုင်လိမ့်မယ်ထိခိမော်တော်နေဆက်ကုံသွယ်ရေကိုထိချုံနိုင်မှုအတွက်တနေ့လာရင်တိုင်းနဲ့မှာမြမတက်မတော်ရအောင်ဘောတင်းနေကြားရလိမ့်မယ်ကချင်ပြည်နယ်မှာဆိုလို့ရှိရင်ထိန်ချုံကံပိုက်တွေထူးစည်းပွားရေးဆုံးအဲ့ဒီပပက်လယ်မှာတမတော်ရဲ့အောင်ပွဲတင်းနေကြားရလိမ့်မယ်မူဆယ်တရငါးမိုင်နေဆက်ကုံသွေးရေးကိုပြန်လဲထိန်ချုံနိုင်ဖို့အတွက်အဲ့ဒီလမ်းကြောင်းတစ်လျှောက်နော်လောက်ကန်ရနေလောက်ကန်နေဆက်ကုံသွေးရေးစခန်းရန်လုံကျိုင်းတောက်လျှောက်တမတော်ရဲ့အောင်ပွဲတင်းနေကြားရ အခု2025ဆန်းလာပိုင်းမကုန်ခင်မှာအေယာဝတီတိုင်းညောင်တုံးမြို့မှာရှိတဲ့ရွှေတုံးအိမ်ယာစီမံကိန်းကိုမြမတမတော်ကတမတော်ကြီးကကျွန်မတို့ချက်တော်နိုင်ငံခေါင်းဆောင်တွေကအကောင့်ထဲဖော်နိုင်ပေးလိမ့်မယ်။ရှမ်းပြည်နယ်တောင်ကြီးအင်းလေးညောင်ရွှေမှာရှိတဲ့ပင်ပတ်တံပတိဆက်ယုံအောင်လည်းလွှဲထုတ်နိုင်လိမ့်မယ်။နော်စီရင်နိုင်ငံရေးတုံးသက်တယ်ဆိုတော့အဲ့လိုတုံးသက်ရတယ်။ ဘဘုဒ္ဓမဟာသီးကသူများပေးတဲ့တဲ့ရင်နေနဲ့တက်ရောက်ကားလုပ်ပြီးတော့အာချောင်းနေအောင်မဟုတ်ဘူးအွန်လိုင်းအာချောင်းနေနော်ကျမရဲ့ဗီဒီယိုပိုင်းတွေကိုဖျက်ညက်ကလုပ်နေတဲ့အွန်လိုင်းအာချောင်းတွေကိုတတိပေးတာအရှိပြည်တွင်းမှာကောပြည်ပမှာကောနိုင်ငံရေးလေးလာသုံးသပ်နေသူတွေအများကြီးရှိတယ်အဲ့ဒီလိုနိုင်ငံရေးစီရေကိုအချိန်အတိကျနဲ့မှန်အောင်သုံးသပ်နိုင်တဲ့လူကလည်းရောက်ရှိတယ်ဒါကြည့်ပြီးတေကနီးနေတဲ့ဟိုဦးတန်းစိုးနိုင်တို့ဦးချင်းမင်းတို့ဒေါ်မီမီဝင်းပါတို့ဒေါ်လှကျော်စိုးတို့ သူတို့တော့ဘယ်နှခါမှန်းဘူးလဲအခုနိုင်ငံရေးအခင်းကျင်းတော်မှာ2021နှစ်လပိုင်းမှာတမတော်ကပုံမှန်လေးတက်ခွန်ရကလုံးခေါ်ပြီးပုံမှန်လေးတက်ရှိရအာနာသိမ့်လိမ့်မယ်အာနာထိမ့်လိမ့်မယ်လို့ကြိုပြီးသုံးသပ်ခဲ့တာကျမအဲ့ဒါမှဘုဒ္ဓမဟာသွေးလို့ခေါ်တယ်ခုံဆိုတာအဲ့လိုစာရတယ် ခမောက်ကြီးမြို့နယ်တွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်မှုပုံမှုနှင့်ဗိုလ်ကြီးများပါဝင်ထိခိုက်ဒေဆုံးသူများပြားတနင်္သာရီတိုင်းကောတောင်းခရိုင်ခမောက်ကြီးမြို့နယ်တွင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာပုံမှုဗိုလ်ကြီးတို့အပါဝင်စစ်သား20ဦးကျော်ဒေဆုံးပြီးအများအပြားဒဏ်ရာရရှိခဲ့ကြောင်းကောတောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတင်းနှင့်ပြည်ကြားရေးတာဝန်ခံကိုကြားကြီးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောကြားသည့် နိုဝင်ဘာလ၂ရက်နေ့မွန်ဒေ၁၀နှစ်နာရီ၅၀မိနစ်ခန့်တွင်ခမောက်ကြီးမြို့နယ်အခြေစိုက်တပ်နယ်မှအင်အား၈၀ခန့်ဖြင့်၄ရွာနှင့်ထူးဆောင်ဖြက်လန်းသူဝင်ရောက်လာသောအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးပူပေါင်းတပ်ဖွဲ့ကအသင်းဆောင်ကျူမိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာအပြန်အလှန်ပစ်ခတ်တိုက်ပွဲ၃နာရီကြာကြာမြင့်ခဲ့ကြောင်းသိရသည် ရင်းတိုက်ပွဲအတွင်းအကြံဖက်စစ်တပ်ကဗိုလ်မှူးတဦးဗိုလ်ကြီးတဦးနှင့်တပ်ချက်ကြီးတဦးအပါအဝင်၈ဦးနေရာတွင် ပွဲချင်းပြီးတေဆုံးခဲ့သည်ကိုတော်လန်ရေးရဲဘော်များမျက်မြင်တွေ့ရှိခဲ့ကြောင်းထိုပြင်ရင်းတိုက်ပွဲအတွင်းတေဆုံးသွားသောစစ်သားအလောင်း၁၈လောင်းကို၄ရွာစာတင်ကြောင်းနီး၌မိရှိထားခဲ့ကြောင်းသိရသည် မျက်မြင်ကတော့ဘုံမှုတူးနဲ့သုံးပွင့်ဘူကြီးတူးပြီးတော့တက်ချက်ကြီးတူးအပါဝင်၈ဦးကြတာတော့မျက်မြင်ပေါ်အလောင်း၁၈လောင်းမရှိထားတဲ့တာလဲခိုင်မာတဲ့တည်ရင်မြစ်ကရရှိထားတာပါသူတို့အလောင်းတွေကိုသူတို့ကိုယ်တိုင်မရှိသွားတာပြီးတော့ခမောက်ကြီးတက်နေထဲမှာအရာရှိ၃ဦးနာရီခန်းသားလုတ်တယ်လို့လဲတည်ရင်ရထားပါတယ်ဟူကောတောင်းခရိုင်ပြည်သူကာကွယ်ရေးအဖွဲ့တည်ရင်နဲ့ပြန်ကြားရေးတာဝန်ခံကိုကြားကြီးကရန်ကုန်ခစ်တဲ့တည်ရင်ဌာနထံသူပြောကြားသည် ထို့ပြင်အကြမ်းဖက်စစ်သား28ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးခြေပြက်လက်ပြက်ဒဏ်ရာအပြင်းထန်ရာကစစ်သား10ဦးကိုထိုင်းနိုင်ငံရန်အောင်စေယုံ၌စေကူတနေကြောင်းကြန့်ရှိသောဒဏ်ရာစစ်သားများကိုကော်တောင်းပြည်သူစေယုံနှင့်စစ်တပ်စေယုံတို့တွင်စေကူတနေကြောင်းသိရသည် အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းခရိုင်မဟာမိတ်ပူပေါင်းအဖွဲ့ဖြစ်သောဘူဘိုးကျုံမြအထုတက်ရင်ကော့တောင်းမျိုးနဲ့ပကဖာနှင့်ဗုတ်ပြင်းမျိုးနဲ့ပကဖာတို့ပူပေါင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော်လန်ရေးတပ်ဖွဲ့ဝင်နှင့်ဦးကြဆုံးခဲ့ပြီးတဦးမစိုးရင်ရဒဏ်ရာရရှိခဲ့ကြောင်းသိရသည်ကော့တောင်းခရိုင်အတွင်းစစ်ရေးအရှိန်မြင့်လာနိုင်သောကြောင့်ပြည်သူများအနေဖြင့်တော်လန်ရေးတပ်ဖွဲ့များ၏ထုတ်ပြန်ချက်များကိုလေးစားလိုက်နိုင်၍စစ်ရေးအသည့်စစ်ရေးတတိအမြဲရှိကြရန် ကော့တောင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တရင်နှင့်ပြန်ကြားရေးဌာနကနှိမ့်ဆော်ထားကြောင်းသိရှိရသည်